စစ်သင်းမောတို့ဒီရေရင်တို့ဆိုတာကျမတို့ဘက်ဒီမှာရှားတယ်မရှိဘူးလေအောက်ခါကျတော့သူတို့ရဲ့အတွေ့အကြုံဘဟုသူတာတွေအများစွာရရှိပါတယ်ပြီးတော့လည်းသူတို့လေးတွေအရင်စိတ်ဝင်စားပါတယ်ခုစေရေမုတ်တမပေါ့နော်စေရေမုတ်တမပေါ်မှာညီမလေးတို့လေးလာစရာအများကြီးတိခဲ့တယ်စေရေမုတ်တမရဲ့လိုအလျားတွေအနံတွေဒီထဲမှာဘလို့ရာမျိုးတွေပါတယ်ပေါ့နော်အဲ့လိုအားအမျိုးတွေတိခဲ့ပါတယ်ရှင်နေရဒေတာဘောင်းဆိုဆောင်းဝလာညီကိုမနမနဲ့တွေ့ရပြီးလင်းနဲ့ရေဆိုတာ ကောင်းကင်နဲ့မြေကြီးလိုပဲအဝေးကြီးပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာဒီတင်မောနဲ့လင်းရင်နဲ့ဟိုဘုဒ္ဓတရားဗုဒ္ဓတရားဒီတင်မောတွေဆိုလဲပေးစီရတွေရှိရဲတမလို့လင်းရင်နေဆိုလဲအုတ်တေအုတ်တေမှာသွားပြီးလေ့လာခဲ့ရပေါ့စနစ်ကြကြတင်ပေးခဲ့ရပေါ့နော်ဟိုယူနီဖောင်းကိုဘယ်လိုတက်တက်လေးရမယ်ခပတ်တွေဘယ်လိုတက်တက်လေးပတ်ရမယ်လင်းပေါ်မှာတက်ခဲ့ခြင်းဘယ်လိုစီကတ်ကြဘယ်လိုတက်ရမယ်ဘယ်လိုပြင်ဆင်ရမယ်ဆိုအကုန်လုံးပေါ့နော်စီကတ်စနစ်ကြကြအကုန်လုံးလိုက်ပြီးရစဉ်းစားပေးရပေါ့နော် ှင်ခြေတဲ့ blog လေးကနေပြန်လဲကျူစလိုက်ပါတယ်မေလေးတို့ကဆိုရင်ဒီနေ့ဒီ blog လေးမှာဒီလေကြောင်းလူငယ်တင်နန်းသားရဲ့စီမုတ်တမဟုတ်ပေါ့နော်လေးလာရဲ့ခေစံတာရောက်လာခဲ့တာကိုတင်ဆက်ပြသွားတော့မှာပဲဖြစ်ပါတယ်ဟိုမေလေးတို့ဖွဲသားတွေကတော့ဒီကလေးတွေနဲ့အတူတူစီမုတ်တမပေါ်မှာရောက်ရှိလို့နေပြီပဲဖြစ်ပါတယ်အဲ့တော့ကလေးတွေကိုသိလိုက်ကြအောင်နော် ာပါရှင်ကျမဒီဒီကွာနော်တပည့်တွေလေးရာဆိုရင်အခုလေးထောင်လုံးငယ်တင်နေပေါ့နော်တက်ရောက်ရတဲ့ပုံမှာသူတို့တော့ဘယ်လိုအကျိုးကျေးဇူးတွေရရှိစေလဲစစ်တင်မောတို့ဒီရင်ရင်တို့ဆိုတာကျမတို့ဘက်ဒီမှာရှားတယ်မရှိဘူးလေအောက်ခါကျတော့သူတို့ရဲ့အတွေ့အကြုံဘဟုသူတာတွေအများစွာရရှိပါတယ်ပြီးတော့လေသူတို့လေးတွေအရင်စိတ်ဝင်စားပါတယ်တချဲရောကနော်ဆီဆီမတယောက်အနေနဲ့ရောအခုလေးလေးတောင်လူငယ်တန်တဲ့ကာလမှာပေါ့နော်တချဲတို့ရဲ့ဆောင်ရွက်ချက်လေးတွေကိုပြောပြပေးပါဦး တနေ့တာဆောင်ရွက်ချက်ကတော့သူတို့မနှခင်းဆိုရင်အဲတချို့ကလည်းအရန်နောက်ကြရတယ်လှုပ်တာကိုင်းတာပေါ့နော်တချို့ကတော့လည်းမြန်နေအဲ့တော့ခါကျတော့၄နာရီ၄နာရီခွဲတချို့ဆိုရင်တော့၃နာရီခွဲလောက်တရားမှာထားပြီးတော့ရေချိုးတယ်အဲကိုလည်းတက်စင်တယ်ပြီးရင်မနက်စောစာစားတယ်စားပြီးရနေ၆နာရီထိုးတာနဲ့ကားပေါ်အရောက်တက်ရပါတယ်သူတို့ရဲ့ပေါ်တနေ့တာလှုပ်ဆောင်မှုဟာဆိုလို့ရှိရင်သူတို့ဘက်နဲ့သူတို့ကိုပိုင်ဆွမ်းဆောင်နိုင်တယ်ပြီးလို့ရှိရင်လည်းသူတို့ကိုသူတို့ကို ယုံကြည်မှုတွေပြည့်ရှိလာတယ်။တချို့ဆိုရင်အဝတ်မလျှော်တတ်ဘူး၊ဘာမှမလုပ်တတ်ဘူး။ဒီရောက်လာတဲ့အခါမှာသူတို့ကိုသူတို့ကို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 အကူယုံကြည်တဲ့စိတ်တွေပေါ်ထွန်းလာတယ်ပေါ်ထွက်လာတယ်ရှင်။ ဒီနေ့လေးလိုက်ခီးစင်မှာဗာလေးလေးလာခဲ့ရလဲဒီနေ့လေးလိုက်ခီးစင်မှာအခုစေရည်ရေမုတ်တမပေါ့နော်စေရည်ရေမုတ်တမပေါ်မှာညီမလေးတို့လေးလာစရာအများကြီးတိခဲ့တယ်စေရည်ရေမုတ်တမရဲ့လိုအလျားတွေအနံတွေဒီထဲမှာဘလိုရာမျိုးတွေပါတယ်ပေါ့နော်အဲ့လိုအဟအမျိုးတွေတိခဲ့ပါရဲ့ရှင်အဲ့ဒါဒီတနန်းကနေရောတခြားဘာဘုသူတရရောရရှိခဲ့တယ်လဲဘုသူတရအဲ့လိုတတိတခြားမရှိဘူးအကုန်ရတယ် ဟိုဘယ်လိုဒေသန္တရဘုဟုသုတာအဲ့လိုခီးသွားတယ်ဆိုလို့ရှိရင်လည်းခီးသွားဘုဟုသုတာနဲ့ပတ်သက်ပြီးတော့ရရတယ်ဒီလိုကိုကကွာလေချောင်းတက်တာမှန်ပေမဲ့လို့ဈေးချောင်းမဲမဟုတ်ဘူးအဲ့လိုဒီရေချောင်းနဲ့ပတ်သက်တဲ့ဘုဟုသုတာပဲရတယ်အမ်ပြောရမယ်ဆိုရင်တော့ဒေသန္တရဘုဟုသုတာတွေကုန်ရတယ်ဟုတ်အဲ့လိုနွေရတိမှာဒီတန်တန်းကိုတက်ရောက်ဖို့ရွေးချက်ရေးခဲ့တဲ့အတွက်ကိုယ့်ကိုယ်ပေါ့နော်ဘယ်လိုခံစားရလဲတန်တန်းကိုကိုယ့်ကိုဘယ်လိုပြောရမလဲအရန်ကွန်ဖီဒန့်ရှိတယ်တက်တော့လေအရန်ကွန်ဖီဒန့်ရဘယ်လိုခံစားရလဲဆိုတော့ဟိုငါဒီတန်တန်းကိုတက်လိုက်တော့ငါဒေသန္တရဘုဟုသုတာကြီးလည်းအများကြီးရတယ်ပေါ့နော် အဓိကကတော့ဒီလိုကိုယ့်ရဲ့အိမ်မှာပဲဂျိုင်းနေနေမဲ့စားပေါ့နွေရာသီကြောင်းမရမှာနေနေမဲ့စားအဲ့လိုဒီလိုတင်တန်းနေတက်တာကြတော့ကိုယ့်ရဲ့အနာဂတ်အတွက်လည်းကောင်းမွန်တယ်ကိုယ့်ရဲ့ဒီနိုင်ငံတော်အတွက်လည်းကောင်းမွန်တယ်လို့ဒီမာလီထင်တယ်ဟုတ် လေးမင်္ဂလာပါမင်္ဂလာပါရှင်ဒီနေ့လေးလာရရလဲဘာလေးလေးလာခဲ့ရလဲ VIP Ronde ကိုပေါ့နော်သွားပြီးလေးလာခဲ့တဲ့အခါမှာဒီတင်မောရဲ့ပေါ့နော်အလျားတဲ့အနံနေလည်းတီးခဲ့ရပေါ့နော်ဒီတင်မောရပေါ့နော်တမင်တို့ဒီပဲမှာတက်ယူပို့စာပဲတင်မောဆိုပြီးတော့တီးခဲ့ရပေါ့ညာိုက်ပေါ့နော်တဲဖို့နိုင်တယ်ပေါ့ထောင်လူတထောင်ကျော်တောင်တဲဖို့နိုင်တယ်အခန်းနေပဲလက်ခန်းနေရှိတယ်အကုန်လုံးရှင်းပြခဲ့ရပေါ့နော်ညင်နေကြပတ်ဝန်းကျင်နဲ့လည်းမတူပဲနဲ့ပေါ့နော်လောကကွဲထွက်နေရပြင်နေရဒေတာဘောင်းဆို အဆုံအလာညီကိုမနမနဲ့တွေ့ရပြီးဒီလင်းရပြတ်သားမှုနှုံးနေလည်းတိခဲ့ရဒီတင်းမောဆိုသမီးတို့နဲ့လင်းနဲ့ရေဆိုတာ ကောင်းကင်နဲ့မြေကြီးလိုပဲအဝေးကြီးပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာဒီတင်မောနဲ့လင်းနဲ့ဟိုကလေးတွေပေါ့နော်ဘုဒ္ဓတရားဗုဒ္ဓတရားတင်မောတွေဆိုလဲပေးစီရရှိရဲတမလင်းရင်နေဆိုလဲအုတ်တေအုတ်တေမှာသွားပြီးလေ့လာခဲ့ရပေါ့ဒီလင်းရင်နေရဲ့ပြတ်တမ်းမှုနှုံးနေရဲ့ဒီအားလေးမျိုးကြောင့်ပြန်လာရဲ့အများကြီးပေါ့အဲ့ဒီဒီလင်းရင်တစ်ခုနဲ့ကိုပဲတော်တော်လေးတိခဲ့ရရပေါ့လင်းရင်ဆိုတမီးတို့အရင်ငယ်ကတိရဆိုရင်တောင်မှမလို့ပြန်လာရဲ့တိတယ်လင်းရင်တစည်းပဲရှိရဲ့လို့ထင်ရတယ်ဒါပေမဲ့ဒီမှာဆိုတိုက်လင်းရင်နေဒီမျိုးမျိုးကတော့ဟယ်လီကော်ပတာတွေအစုံအစုံကတွေ့ခဲ့ရတဲ့အတွက်လည်းပျော်ပါတယ်ဒီဘုဒ္ဓတရားလည်းအများကြီး ရပါတယ်အခုလိမ့်သားနေတဲ့ခါပါတော့ဟိုသူကကြတော့ စနစ်စကြအဲ့လိုမျိုးစနစ်စကြတင်ပေးခဲ့ရပါတော့เนาะဟိုယူနီဖောင်းကိုဘယ်လိုတက်တက်လေးရမယ်ခပတ်တွေဘယ်လိုတက်ကြပတ်ရမယ်လိန်ပေါ်မှာတက်ခဲ့ခြင်းဘယ်လိုစီကတက်ကြဘယ်လိုတက်ရမယ်ဘယ်လိုပြင်ဆင်ရမလဲအကုန်လုံးပေါ့เนาะစီကစနစ်တကြအကုန်လုံးလိုက်ပြီးအစီအစဉ်ပေးရပါတော့เนาะဟုတ်ဒီကြောင့်လူငယ်ကလေးတွေရဲ့နောက်ဆုံးလေးလာရခီးစဉ်ဖြစ်တဲ့စီရင်မုဒ္ဓမာပေါ်မှာလေးလာခဲ့ရတဲ့မြင်ကွင်းလေးတွေကိုအခုလိုတက်ဆက်ပြသလိုက်ရပါတယ်ပြီးတော့ကလေးငယ်တွေရဲ့နေရာတွေတောင်းပတ်ရမှာအခုလိုမျိုးတို့ရဲ့အခြေအနေကိုပေါ့เนาะအကျိုးရှိစွာအသုံးချရဲ့အနေနဲ့ဒီလေးကြောင့်လူငယ်တန်တန်းကိုတက်ရောက်တင်ကြားခဲ့တာဟာဆိုရင်တို့ဘွားတို့အမှန်တမ်းအကျိုးများစေတဲ့အကြောင်းအရာဖြစ်တယ်ဆိုတာကိုလည်းကလေးတွေ မင်းစကားသံများနဲ့သိရှိခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီတော့ဒီနောက်ထပ်နောက်ထပ် vlog ရင်မှာလည်းဘယ်လိုအကြောင်းအရာတွေဆက်ပြသသွားမလဲဆိုတာဆက်ပြီးကြည့်ရှုကြပါအောင်เนาะအားလုံးတတန်း